မတော်ဖူးအီနွယ်ပါ DV ရုံမြင့်တန်ကြိုင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်စကိုင်းတိုင်းကလေးမြို့ကလေးမြို့မော်လိုက်အချင်းထောင်ကထောင်ပိုင်ဦးအောင်မိုးဝင်းနဲ့အချင်းဦးစီးအရာရှိဝန်ထမ်းတွေကအချင်းသားတွေကိုအတုံးချပြီးငွေကြေးရှာဖွေလက်စားနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကနိုမာလာ၁၁ရက်မှာထုတ်ပြန်လိုက်ပါတယ်မော်လိုက်အချင်းထောင်ကထောင်ပိုင်ဦးအောင်မိုးဝင်းဟာနိုင်ငံရေးအချင်းသားတွေကိုဖိနှိပ်မှုတွေနဲ့ပတ်သက်လို့တာဝန်အရှိဆုံးသူဖြစ်တဲ့အပြင် ဖရီဘောကပစ္စည်းထုတ်လုပ်ရေးကိုအကျဉ်းသားတွေကိုဖိအားပေးစေခိုင်းပြီးတလောက်ကိုငွေကျပ်3900ဝန်းကျင်ရရှိပေမဲ့အကျဉ်းသားတွေအနေနဲ့အကျိုးခံစား권မရရှိဘူးလို့ဆိုပါတယ်။အကျဉ်းထောင်တွင်တားမြစ်ပစ္စည်းဖြစ်တဲ့ကုန်းရတွေယူဆောင်တင်သွင်းခွင့်မပြုရလို့အမိန့်ထုတ်ပြန်ပြီးထောင်တွင်းမှာကုန်းရကိုအမြတ်ကြီးစားရောင်းချနေတဲ့အပြင်ထောင်တွင်းမွေးမြူရင်းနဲ့စိုက်ပျိုးရေးကနေရရှိတဲ့သီးနှံတွေကိုပြည်ပကဝယ်ယူလို့သူတွေစီရောင်းချပြီးအကျဉ်းသားရိတ်ခါအတွက်စိုက်ပျိုးစားတောက်ခွင့်ကိုကန့်သက်ထားတယ်လို့ဆိုပါတယ်။ လက်ဆောင်မှုနဲ့ကိုကျိုးစည်းပွားရှာဖွေနေတဲ့ထောင်အာဏာပိုင်တွေကိုလူမှုရေးပြစ်ဒဏ်ပေးဖို့အထူးလိုအပ်နေပြီး PPNM အဖွဲ့အစည်းအနေနဲ့လည်းထိရောက်တဲ့ PRP အရေးယူမှုတွေဖြစ်လာစေရေးကလေးမျိုးအနီးကမိဖက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြာစစ်ကောင်စီစစ်ကြောင်းထိုးရာကြောင့်တိုက်ပွဲပြန်ပြင်းထန်နေတယ်လို့ဒေသခံတွေနဲ့စစ်ရေးတရင်မြစ်တွေကပြောပါရယ်ထပ်အောင်တရင်ပြဖို့ထားပါရယ်ရှင် စစ်ကောင်စီကရွေးကောက်ပွဲလှုပ်ဖို့အတွက်ရည်ရွယ်ထားတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာနယ်မြေပိုဆိုးမှုဖို့စ조사နေတာဖြစ်ပြီးနိုဝင်ဘာ၈ရက်နေ့ကစလို့မြို့ဝန်းကျင်မှာစစ်ကြောင်းထိုးနေတာကြောင့်အရခတ်တော်အေအေနဲ့တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီဘက်ကအင်အားရာချီတုံးပြီးစစ်ကြောင်းထိုးခဲ့တာပါချောင်းဝမ်းနဲ့တိုင်းကြောင်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာလို့ဒေသခံတို့ကပြောပါရယ်စစ်ကောင်စီဘက်ကတော့လက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေကိုဇက်တိုက်အုံပြနေတယ်လို့လည်းဆိုပါရယ်ဒေသခံတို့ပြောပြတာကို DB ကနောက်ခံတန်ထည့်ဖတ်ထားပါရယ် ချောင်းဝါနဲ့တန်းချောင်းဘက်မှာဖြစ်နေတာရှေ့ရက်နေ့ကစဖြစ်တာအခုတော့စစ်ချောင်းကကွဲသွားပြီလို့တော့ပြောတယ်တိုက်ပွဲကပြင်းထန်ပါတယ်လက်နက်ကြီးလဲသုံးတယ်လေးချောင်းလဲသုံးတယ် Navy ကနေလဲပစ်ကူပေးနေတယ်လလလသူတို့ဘက်ကတော့အထိနာနေတယ်။ဒါပြင်စစ်ကောင်စီဘက်ကပါရာမိုတာတွေကိုလည်းအသုံးပြုနေတယ်လို့စီးလေတာတုံးသက်သူလူဖြစ်တဲ့စီရန်ဘိုကြီးကိုစင်ရောကပြောပါတယ်။စစ်ကောင်စီနေနဲ့အကြောက်ဖြူမျိုးနယ်မှာရှိနေတဲ့ရတခ32ဘက်ကိုလည်းအင်အားဖြစ်တင်တာတွေရှိနေတယ်လို့ဆိုပါတယ်။ အထူးသဖြင့်စစ်ကောင်စီကရွေးကောက်ပွဲအတွက်ကြောက်ဖြူနဲ့အနီးတဝိုက်မှာရှိနေတဲ့နေရာတွေကိုခြေကုပ်ယူပြီးနယ်မြေစိုးမိုးဖို့ကြိုးစားနေတာကြောင့်တိုက်ပွဲဖြစ်နေတာလို့လည်းကိုစင်ရောကသုံးသပ်ပါတယ်။တိုက်ပွဲကကျွန်တော်တို့သိရသလောက်ဆိုရင်ပေါ့နော်မြို့ပြင်ဘက်ကိုနည်းနည်းပြန်ပြီးတော့ဥတီလာတယ်။မြို့ပြင်ဘက်ကိုပြန်ပြီးဥတီလာတယ်ဆိုတဲ့သဘောကသူတို့ရွေးကောက်ပွဲလုပ်လို့ရအောင်ပေါ့နော်ဟိုကြောက်ဖြူမြို့ပေါ့နော်ကြောက်ဖြူမြို့နဲ့စီပင်သားရွာနီးချုပ်ဆက်တွေကိုသူတို့တွေခြေကုပ်ယူပြီးတော့ထိန်းထားတယ်။ ပြီးရင်ကျွန်တော်တို့အဓိကပေါ့နော်အရင်တော့ဖြစ်ခဲ့တဲ့ကျွန်တော်တို့ရတက32ပေါ့နော်အခုရတက်ဘက်ကလည်း32ဘက်ကိုလည်းအင်အားဖြည့်တာတွေရှိတယ်ပြီးရင်တို့ drone ရောပြီးရင်ကျွန်တော်တို့ပါရာမော်တာတွေပါဒီဘက်ပေါ့နော်မြို့မလန်းမကန်းမှာလုံခြုံရေးလုပ်တဲ့ပုံစံမျိုးအထီးတော့ တွေ့လာရတယ်ဗျာဟောစစ်ကောင်စီရဲ့လက်နက်ကြီးကြောင်ရက်သားနေနေလဲထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီကတော့သူတို့ယူကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့တခြားမြို့နယ်တွေမှာလည်းနည်းမြေဆိုးမှုနိုင်မှုတွေအနည်းမျိုးစုံနဲ့ကြိုးစားနေတာဖြစ်ပါတယ်ကျွန်တော်ထားအောင်ပါပြပအလောက်ကရင်လို့တမားတက်တီခံကက် OWIC လောက်ခွင့်စီရင်မှာပါပင်မဲ့လဲလူတွေးစစ်ဆေးပြီးမှကတ်ထုတ်ပေးသွားမယ်လို့စစ်ကောင်စီဩဇာခံလို့တမားဝန်ကြီးဌာနကအတည်ပြုထားပါတယ်စစ်ကောင်စီလို့တမားဝန်ကြီးဌာနရဲ့ Telegram ကနေ နိုမာလာ၁၁ရက်က OWIC ကထုတ်ထုတ်လုပ်ခွင့်ပြုတဲ့နာမည်အစင်းကိုထုတ်ပြန်ရမှာလူတွေစစ်ဆေးပြီးမှထုတ်ပေးသွားမယ်ဆိုတာကိုထည့်သွင်းအသိပေးထားတာဖြစ်ပါတယ်။မူလကပြည်ပကိုတွားရောက်လောက်ကင်မဲ့သူတွေကလိုအပ်တဲ့အချက်လက်တွေနဲ့ OWIC ကလုတ်ခွင့်ကိုရှောက်ထားရတာဖြစ်ပြီးဌာနကစစ်ဆေးပြီးလို့ထုတ်ပြန်တဲ့ပြုလုပ်ခွင့်ပေးတဲ့နာမည်အစင်းနဲ့ပါရင်သတ်မှတ်ပေးထားတဲ့ရက်မှာတွားလောက်ရတာဖြစ်ပါတယ်။အခုထပ်ထုတ်ပြန်လာတဲ့အသိပေးချက်မှာတော့နာမည်အစင်းနဲ့ပါရုံနဲ့မရသေးပဲ OWIC ကထုတ်ပေးရေးတာဝန်ခံကလူတွေစစ်ဆေးတာ ဆာရွက်ဆာရွက်နေမှန်ကန်မှုရှိမရှိစစ်ဆေးတာတွေလုပ်ပြီးမှန်ကန်မှုမရှိတာစစ်ဆေးတွေးရှိရင်ထုတ်ပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။အဲ့ဒီလိုသတ်မှတ်တာဟာ OWIC ကတ်လုတ်ခွင့်အတွက်ထပ်ပြီးတင်းကျပ်တာဖြစ်တယ်လို့အောက်ခြေမှာအဂရိလိုက်စားမှုဖြစ်စေမဲ့အခြေအနေဖန်တီးပေးတယ်လို့ဖြစ်စေတယ်လို့ပြပထွက်အလုံးလုံးဖို့ပြင်ဆင်နေသူတယောက်ကပြောပါတယ်။ပြပထွက်အလုံးလုံးမဲ့သူတွေအနေနဲ့ OWIC ကတ်ရှိမှထွက်ခွာခွင့်ရတာဖြစ်လို့အလုံးသမားတွေမဖြစ်မနေအဲ့ဒီကတ်လိုအပ်တာလည်းဖြစ်ပါရဲ့ရှင်။ DVO မြန်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးအီနွယ်ပါကြည့်ရှုနာဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်